ငါသိဘူးပဲသွားမယ်မကြီးအမေပိုင်လိုက်ကြဘယ်နှခေါက်ရောက်ဘူးလို့အဲ့တော့မတိပဲနဲ့နှိမ့်မယ်ဘယ်လိုသွားညွန့်မလဲအဲ့တော့ကြီးအရင်အေးမကြည့်ဘူးလားဓမ္မကြီးနှိမ့်မယ်ဟောမသွားညွန့်လားအဲသွားညွန့်တဆိုင်နဲ့ပို့ပေးမယ်နော်မိသေးတယ်နိုင်ခွက်နဲ့ရောက်အောင်ပို့မယ်နိုင်ခွက်ကတော့ကြီးပြီပဲအုပ်ရင်းနဲ့ပို့မယ်ခဲ့နိုင်ခွက်ကြားတယ်သွားမလားသုံးရင်းနဲ့ဟမ်ဒါပဲသုံးရင်းနဲ့သွားမယ်သုံးရင်းနဲ့ပို့ပေးသွားမလားနှိမ့်မယ် သွားမလားဟာသွားမယ်ဘယ်စုတရားကြီးသွားမလားသုံးမိနေနဲ့နိုင်ခွက်ကြတော့အရင်ကြာတာညလည်းအဲ့လိုစိတ်နေရှိဘူးသွားမလားနိဗ္ဗာန်ကိုသုံးမိနေနဲ့ရရင်သွားကျင်တာပေါ့ဟာရရင်သွားကျင်တာပေါ့အဲ့တော့ဘီနိဗ္ဗာန်ကိုအဓိကဆုံးချဲကတယ်နိဗ္ဗာန်မှာဘောဓရှိတာနိဗ္ဗာန်မှာဘောဓရှိတာရှိပါနိဗ္ဗာန်မှာအာဟုတုရှိတာရှိပါကုသိုလ်ရှိတာရှိပါအာဟုတုကုသိုလ်ပြင်းမှာပဲရောက်မှာလေနိဗ္ဗာန် ။ဘုရားလူတွေတရားရဖို့အတွက်ကိုလုံးဝပူဖို့မပူတာ။တစ်ထိုင်နဲ့ဟိုနောက်ဆုံးနားလည်အောင်ပြောရရဟန္တာဖြစ်တဲ့ဒီကိုဘုရားလုံးမနိုင်တယ်နောက်ဆုံးစစ်။ချက်ချင်းသောတာပန်အရိယာတည်အောင်ဟောဖို့အတွက်သူကဘာဉာဏ်နေရှိနေလို့လဲ။အဲ့ဒါမေးကြည့်မယ်။သူမှာဗုဒ္ဓဆက်ကုများရှိနေလား။တို့တယောက်ရဲ့အာရယာနုတရားကိုသိတာကမသိနိုင်ဘူး။သူ့ရဲ့အိန္ဒြေရင့်မြင်ကိုရောသိရလားမသိနိုင်ဘူး။အဲ့ဒါသိကြဘယ်သူပဲရှိတော့ ဖရာတဆူပဲရှိတယ်ပြန်ပြောကြည့်ခုနကပြောခဲ့တဲ့ဗုဒ္ဓစကုဘာစကုလဲဗုဒ္ဓစကုမှာညံဘာတပါးရှိတယ်နှစ်ပါးရှိတယ်နံပါတ်1အာတယနုတယညံဘာညံလဲနံပါတ်2ကဣန္ဒရိယပရောပရိယတိညံဘာညံလဲအဲ့ဒီညံနှစ်ပါးရှင်လို့ဘာစကုလို့ခေါ်လဲဗုဒ္ဓစကုလူတရားကိုတရားရုရအောင်ပြောဖို့ဆိုတာအဲ့ဒီညံနှစ်ပါးရှိမှရတာအဲ့ဒီအဲ့ညံနှစ်ပါးကရောဘု து ရှိမှပဲရှိတယ် မြတ်စွာဘုရားရှင်ကပဲရှိတယ်မြတ်စွာဘုရားရှင်မှာရှိတဲ့ဉာဏ်သူ့မှာရှိနေလို့လားချက်ချင်းပဲသောတာပန်အရိယောင်တည်အောင်ဟောမယ်ဆိုတဲ့စကားသည် သူ့ကိုယ်သူဘုရားလို့ပြောတာမဟုတ်လားဟုတ်လားအဲ့ဒီတော့ရုပ်တဲ့ပုဂ္ဂိုလ်လောကမှာမရှိဘူးဘယ်တည်းသူရုပ်လားသူမြက်လားကျေကျေပြောသူရုပ်လားသူမြက်လားရတယ်နော်တမဘုရားတော့တမကြီးရဲ့နာမည်လေးနဲ့အသက်လေးပြန်လျှောက်ပေးဦးမယ်တမဘုရားဆရာတော်ဘုရားဦးတိုက်ပါဘုရားဟုတ် ။ဖရာတပီတော်မှမကွေးမျိုးอ่ะပါဖရာ။တပီတော်မှနာမည်ကမခင်မျိုးမြင်ပါဖရာ။တပီတော်မှအသက်က59နှစ်ပါဖရာ။59နှစ်။တင်ပါဖရာ။ဘာကမထအထုတ်နာမည်ရ။အယုံ6ပါမြင်လာပါဖရာ။6ပါမြင်လာအထုတ်နာဘယ်လောက်တော့ကြာပါ යි ။ပြီးတော့၁၇လပိုင်းကနေပြီးတော့ကမ္မထမ်းယူသွားတော့ပါခင်ဗျာ။ဟုတ်။အဲဆိုတော့၃လဝင်းညလောက်ရှိပြီ။တင်ပါခင်ဗျာ။ဟုတ်ပြီအဲ့တော့၃လဝင်းညမှာအအောင်၆ပါးမြဲလာဟုတ်။အအောင်၆ပါးနဲ့ဣရိယပုတ်၄ပါးအချိန်တိုင်းတရားဖြစ်အောင်ဓမ္မိုက်ဘလူးတွေအထုတ်ခဲ့လေရှောက်။ တင်ပါဗျာဘုရားတပည့်တော်မှာဒီမြင်စိတ်ပေါ်မှာ စားစိတ်ပေါ်မှာကြားစိတ်ပေါ်မှာအကုန်လုံးပေါ်မှာဘုရားတပည့်တော်မှာမြဲလာဆိုတာကိုတပည့်တော်မှာကြည်ပါလေဖေဟာအဲ့ဒီလိုကြည်နန်းနန်းနေပြီးတော့တပည့်ဘုရားတပည့်တော်မှာရှောက်တင်ကြရလေးရှိပါလေဖေဟာရှောက်ပါဗျာဘုရားတပည့်တော်မှာမနေ့နဲ့ညကိုပန်းရေချမ်းစင်မိကတ်တဲ့အချိန်မှာဘုရားရှင်ဟိုကုံတော်များဖြင့်ပူဇော်ပြီးတော့ပဋ္ဌာန်းဒေသနာတော့နဲ့ပူဇော်ပါလေဖေဟာပူဇော်ပြီးလို့ရှိရင်တပည့်တော်တပည့်တော်ယူယူထားတဲ့ ငါရှာကမ္မထန်နေစပြီးတော့ခါကြတော့တပည့်တော်ဝိပဿနာဉာဏ်စဉ်ကိုပွားများအားထုတ်နေပါတယ်ဖေဟာဝိပဿနာဉာဏ်စဉ်မှာဖေဟာတပည့်တော်ဒီအရှင်သူရိယဆရာတော်ဖေဟာချင်းမြောက်တော်တရားဒေသနာတော်မြတ်တို့ဖြင့်တပည့်တော်မှဒီငါရှာကမ္မထန်ကိုငါငါရှာကမ္မနတ်တို့ဖြင့်စပြီးတော့မှတပည့်တော်မှာပွားများအားထုတ်ပါတယ်ဖေဟာငါရှာကမ္မထမ်းမှာတပည့်တော်မှာငါရှိလားငါပိုင်လားငါမြဲလားလို့ရှာလိုက်တဲ့အချိန်မှာတပည့်တော်မှာ မရှိတာကိုလည်းទីလိုက်ပါတယ်ဗျာမပိုင်တာကိုလည်းទីလိုက်ပါတယ်ဗျာမမြဲတာကိုလည်းទីလိုက်ပါတယ်ဗျာဆိုပြီးတော့ဘုရားရှင်ကိုအစနေပြီးတော့တပည့်တော်ရောက်ရှိနေတဲ့အောင်ချပါကမထန်ဒီအစင်လိုက်ကိုတပည့်တော်မှာရှောက်ပါတယ်ဗျာရှောက်ပြီးတော့ခါကြတော့တပည့်တော်ရှောက်နေရင်လည်းအခါခါတွင်းလည်းတပည့်တော်မှာဒီကမထန်တိုင်းကမထန်တိုင်းကိုရှောက်ပြီးလို့ရှင်ဆင်ញင်ပါတယ်ဗျာဆင်ញင်ပြီးတော့ခါကြဒီလိုဝိပဿနာအာကြီးသောဉာဏ်တော်ကိုလည်းအလင်းမြန်ရရှိပြီးတော့နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ရပါလို့အမြဲတမ်းဆုတောင်းပါတယ်ခင်ဗျာအဲ့ဒီလိုနဲ့တပည့်တော်ကမနေ့နဲ့ညနဲ့ခီးမသွားပြစ်လို့ရှိရင်မနေ့နဲ့ညနဲ့ဆိုလို့ရှိရင်တပည့်တော်အမြဲတမ်းပန်းရည်ချမ်းစင်မီကလူပူဆောင်ရင်စွမ်းပန်းကရင်တပည့်တော်မှဒီကမ္မထန်လေးတွေကိုအများအားရှောက်ရှောက်ပြီးတော့ပူဇော်ပြီးတော့ကမ္မထန်လေးကိုရတဲ့အချိန်နဲ့ဒီမှာပွားများအထုတ်ပါတယ်ခင်ဗျာအဲ့မှာတပည့်တော်တနေ့မှာဒီပုံမဆရာတော်ဖခင်ကြီးကိုအသက်59နှစ်ဆရာတော်ဖခင်ကြီးမွေးနေ့ကိုပြန်လာပြီးတော့အိမ်မှာကမ္မထန် ကမ္မထံကိုပွားများပြီးတော့ခါကျရွက်ဖက်တဲ့စေပူဇော်နေပါတယ်ဗျာအဲ့ဒီအချိန်မှာပဲအဲတပည့်တော်မကွေးတိုင်းဘက်မှာ ဖြစ်နေတဲ့အရာအလုံးတွေကအများရန်စိတ်အစဉ်ကဟိုတပည့်တော်ငါလည်းမပိုင်ငါလည်းမမြဲပါလားဆိုတော့ဆွဲလို့လည်းမရပယ်လို့လည်းမရဆိုတော့အကြောင်းတရားနဲ့ဆင်ခြင်ပါတယ်ဗျာဆင်ခြင်ပြီးမှလည်းတပည့်တော်စိတ်ထဲမှာနည်းနည်းလေးလောက်ကလေးကိုကြံလို့ရှင်တယ်တပည့်တော်မှာစိတ်ကဖြတ်လို့မရဘူးဖြစ်နေပါတယ်ဗျာအဲ့ဒီမှာတပည့်တော် ဝိပါကပြည့်စင်နာပြည့်စင်ရောလို့ရွတ်လိုက်တဲ့အချိန်မှာတပည့်ရောရဲ့ဉာဏ်နောက်ကနေပြီးတော့ဝိကျွေး30ကိုပဲဖြတ်နိုင်ရပါစေသားဆိုစူတောင်းနန်းနဲ့တပည့်တော်အဲ့ဒီဝိကျွေး30ကနေပြီးတော့ဆရာတော်ပြောလို့ဟိုပယ်လို့လည်းမရဆွဲလို့လည်းမရပဲနဲ့လူတယောက်ကိုချက်လို့ရှင်တမုတ်တရားချင်းလို့ရှင်အနဖာဆိုရအောင်တပည့်တော်ချက်ပြပါလေခင်ဗျာချက်ပြလိုက်တော့ခါကြတော့ချက်လိုက်တဲ့အလေအောင်တပည့်တော်မှာ ပယ်မိပါတယ်ခင်ဗျာပယ်လေးလေးခေါင်းကြီးကပေါက်ထွက်မတတ်ပူလောင်လေးလေးသာသမီအရေးတွေမိသားစုအရေးတွေနဲ့အဲဖြစ်ပြနေတဲ့ဇကုစလင်းမှာဖြစ်ပြနေတဲ့အရာအလုံးတွေနဲ့တပည့်တော်ပူပင်တော့ကကြီးကကောင်းကြီးကိုကြည့်ပြီးအဲ့နာလေးနေဝင်တပည့်တော်ဆက်ပြီးမရွတ်နိုင်တော့ပါဘူးခင်ဗျာမရွတ်နိုင်တော့ဟောငါပထပထန်းရွတ်နေရအောင်ဘာဖြစ်လို့ဒီဟာတွေဘလို့ဖြစ်သွားတာပါလဲလို့ဆိုပြီးတော့တပည့်တော်လွတ်သွားပါတယ်ခင်ဗျာလွတ်သွားတဲ့အချိန်မှာခဏခိတ္တခဏခဏလေးပါပဲခင်ဗျာ ပထမလေးကိုခဏနားပြီးတော့ခါကြတပြည့်တော့မှဒီကောင်းဥကောင်းဝန်ကိုပွန့်ထမတဲ့ဖြစ်နေတဲ့ဝေဒန်ဖြစ်နေတဲ့ကမထမ်းကိုတပြည့်တော့မှစင်ញင်ပါလေဗျာ။ဩဒီစိတ်ကလေးဖြစ်ပေါ်နေတာကိုပယ်လို့မရဆွဲလို့မရတာကိုတပြည့်တော့မသိစိတ်ကလေးကနေပြီးတော့ပယ်နေတာပါဗျာ။ပယ်နေတော့တပြည့်တော့မှအယံပူလောင်နေပါဗျာ။ဒေါသတွေဖြစ်လိုက်ဒေါသနဲ့ လောဘနဲ့ကြားမှာတပည့်တော်လဲနေတော့ပူပူပြီးတော့တင်းလာတယ်တင်းလာတော့တပည့်တော်ရေတွေလည်းငတ်လာတယ်တပည့်တော်တတိလက်မလို့ကြီးထီကိုအတွေးတွေကြောက်ပြီးတော့ခါကြတော့ဖြစ်သွားတာပါဗျာအဲ့မှာတပည့်တော်ငင်းငင်းလေးထားပြီးတော့တပည့်တော်ငါရှာတဲ့အာယုံ၆ပါးမှာမနောအကြည်နဲ့အာယုံနဲ့ထိတွေ့ပြီးတော့ခါကြတော့ဖြစ်နေတဲ့အရာမှာငါမပယ်ဘူးမစွဲဘူးဆိုတဲ့အရာတခုကိုဆရာတော်ပြောတယ်ဆရာတော်ဆုံးမတဲ့တရားအစဉ်ကိုတပည့်တော်ရအောင် စိတ်ကိုငြင်းငြိမ်ထားပြီးတော့ခါကြတော့တရားဓမ္မစင်လေးကိုအစင်လိုက်ကလေးကိုတပြီးတော့ပွားများအထုတ်လိုက်ပါတယ်ခင်ဗျာအဲ့ဒီအချိန်မှာအော်ပယ်လို့လည်းမရဆွဲလို့လည်းမရတဘာဝအရှိတရားတွေပါလားဖေဟာတဘာဝအရှိတရားတွေကိုတပြီးတော့ဘာမှလုံးနေဦးမှာလဲဖေဟာအဲ့တော့မပယ်ဘူးမဆွဲတော့ဘူးဆိုတဲ့အလေတက်တဲ့ကိုကြည့်လိုက်တဲ့အချိန်မှာတပြီးတော့ဉာဏ်ကလင်းသွားပြီးတော့ခါကြတော့အော်နိဗ္ဗာန်ကအရင်အေးချမ်းသွားပြီးတော့ဒီနိဗ္ဗာန်မျက်မှောက်ပြုနိုင်နေဆိုတော့တရားက မတန်မှအေးချမ်းပြီးတော့ညံမှာဆုံးသွားပါလားဆိုတာတပည့်ရောအဲ့အချိန်မှာခေါင်းမှာခေါင်းထဲမှာရှိနေတယ်ခံစားရတဲ့ဝေဒနာအကုန်လုံးဘာမှမရှိသလိုအကုန်လုံးပျောက်သွားတယ်ခင်ဗျာပျောက်သွားပြီးကကြမှာဩဘယ်ဘယ်တရားတည်သနာကမ္မထမ်းနဲ့ရောက်ရောက်ပယ်လို့မရဆွဲလို့မရဆိုတဲ့ဟာကိုစိတ်ကလေးထဲမှာနည်းနည်းလေးကြံပြီးတော့မှဆွဲကြည့်လိုက်ပယ်ကြည့်လိုက်တဲ့ ရှိလိုက်တဲ့အညာလေးအနုတရာလေးနည်းနည်းလေးရှိလိုက်တာနဲ့ခေါင်းကြောတောင်တင်းအောင်ထိပူလောင်မလားဆိုတော့တပည့်တော်သိသွားပါပြီခင်ဗျာအဲ့ဒီတရားကမ္မထမ်းလေးကိုလည်းတပည့်တော်ရှောက်ရှင်လုပ်ပါခင်ဗျာတို့ရောမြင်စိတ်ပေါ်မှာလည်းတပည့်တော်မြဲလားလို့ကြည့်လိုက်တဲ့အချိန်မှာလည်းမမြဲဘူးဆိုတဲ့သဘောတရားလေးကိုတပည့်တော်ဆင်ញင်မိပါတယ်ခင်ဗျာမြင်စိတ်ပေါ်မှာကြားစိတ်ပေါ်မှာနံစိတ်ပေါ်မှာ မမြဲတဲ့သဘောတရားတွေကိုတပည့်တော်မှအသိရှိပြီးတော့ခါကြတော့တပည့်တော်ကမ္မထမ်းလေးကိုဒါလေးကိုရှောက်ပြီးတော့ခါကြတော့ဆရာတော်ဘုရားကိုရှောက်ပြီးတော့တပည့်တော်ကမ္မထမ်းအားထုတ်နေတဲ့အချိန်မှလည်းရက်ကလည်းလာပိုင်းမဲ့ရှိသေးတယ်တပည့်တော်ဒီခေါင်းကပွင့်မထက်ပြစ်နေတဲ့ဒီအရာကိုတပည့်တော်ရှုမှတ်လိုက်တဲ့အတွက်သဘာဝရုပ်သဘာဝတရားတွေကိုတပည့်တော်မှသိရှိလိုက်ပြီးတော့ခါကြတော့ပယ်လို့မရဆွဲလို့မရဆိုတဲ့အနှစ်သာရကိုတပည့်တော်မှရရှိပြီးတော့ခါကြတော့ဒီဝေဒနာတွေအားလုံးကိုချုပ်ငင်းရဖြစ်တဲ့ ဒီကြားထဲမှာလစ်နေတဲ့အရာလေးကိုတပည့်တော်သိရှိခံစားပြီးတော့အခါကျတော့ခုဆိုလို့ရှိရင်အာယုံ6ပါးရဲ့ဖြစ်ပေါ်လာတဲ့စိတ်ကိုတပည့်တော်မှာလိုက်ကြည့်ပြီးတော့အခါကျတော့အဲ့ဒီစိတ်ကလေးနဲ့ပဲတပည့်တော်မှာပယ်လို့လည်းမရဆွဲလို့လည်းမရတဘာဝအရှိတရားတဘာဝတရားတဘာဝယုတ်တဘာဝနန်းနေပါလားဆိုပြီးတော့အခါကျတော့တပည့်တော်တောက်လျှောက်ဆင်းရဲနေရပါဗျာဟုတ်ဘာလို့တဘာဝယုတ်တဘာဝနန်းလို့ဓမ္မရပြောနိုင်တာလဲ ရားတဘာဝယုတ်တဘာဝနံလို့ဘာလို့ပြောနိုင်တာလဲလို့တဘာဝတဘာဝယုတ်တဘာဝနံဘာလို့တဘာဝလို့ပြောနိုင်တာလဲတဘာဝတဘာဝအရှိတရားတွေမလို့ပါဖေဟာဘာလို့မြင်သွားလို့ဘာလို့ရှုလိုက်လို့ဘာလို့မြင်သွားလို့တဘာဝလို့ဓမ္မရပြောတာအော်တပည့်တော်ခံစားနေရတဲ့ဝေဒနာကိုတပည့်တော်ဆွဲထားလိုက်တာပါဖေဟာ တပိယောဒီအားလုံးအတွက်ပူပင်သောကဖြစ်နေတဲ့အရာတွေကိုတပိယောဆွဲထားလိုက်တာဆွဲထားလိုက်တဲ့အရာတွေကတပိယောမပိုင်တာဘူးဖေဟာမပိုင်တဲ့အရာကိုတပိယောဆွဲထားကြည့်ပါလေဖေဟာဆွဲထားကြည့်ရင်တပိယောမဆွဲဘူးလို့ထင်တာပေမဲ့တပိယောဆွဲထားမိပါလေဖေဟာဆွဲလိုက်တဲ့ဒီနန်စိတ်ကလေးမပိုင်တဲ့စိတ်ကလေးကိုဆွဲထားမိတဲ့အတွက်တပိယောဒီဥကောင်းကကွဲထမတတ် ဖြစ်နေတာပါဖေဟာ ဲ့ဒါကိုတပီတော့လွတ်ချပါတယ်ဖေဟာ။ဩဒါဆွဲလို့မမြင်ရတာတပီတော့ဆွဲလို့မရတဲ့ဟာကိုဆွဲနေတဲ့မသိစိတ်ကထပ်ပြီးတော့ဆွဲနေတာဖြစ်နေတာ။တပီတော့ခိတခဏသူ့ကိုရှုရှုချူမှတ်ပါတယ်ဖေဟာ။ချူမှတ်ပြီးမှလွတ်ချလိုက်ခါကြမှာဩတဘာဝကလည်းတဘာဝရုပ်ဖြစ်တဲ့အတွက်တဘာဝကဖောက်ပြန်နေပါပဲ။ဓာတ်ကြီးလေးပါးနဲ့ဖွဲ့စည်းထားတဲ့ဟာဖြစ်တဲ့အတွက်အာလုံးသောဓာတ်ကြီးလေးပါးသောဖွဲ့စည်းထားသောအရာတွေဖြစ်တဲ့အတွက်အလုံးကဖောက်ပြန်နေမှာပဲဆိုတာကိုသိလို့မလို့တပည့်တော့ပယ်လဲမပယ်တော့ပါဘူးခင်ဗျာဆွဲလဲမဆွဲထားတော့ပါဘူးခင်ဗျာအလေတက်တက်မှာက ကြည့်လိုက်တဲ့အချိန်မှာတပည့်တော်ဆရာတော်ဟောတဲ့အတိုင်းအေးချမ်းပြီးတော့ခါကြတော့အော်ဒါတည်င်္ဂနိဗ္ဗာန်အေးချမ်းနေတဲ့အရာကိုတပည့်တော်မှမြင်သွားတာပါဖေဟာမြန်မာဆုံးသွားတာကိုသိလိုက်တာပါဖေဟာဖြစ်ဖြစ်ကဘယ်မှာဆုံးသွားလဲမြန်မာဆုံးတာပါဖေဟာအဲ့လိုဆုံးသွားတော့အရင်တော့အတိတွေနဲ့အခုတိတွေနဲ့အာယုံ6ပါးပေါ်မှာဓမ္မကြီးအတိတွေမြင်နေဘယ်လိုပြောင်းသွားလဲအာယုံ6ပါးပေါ်မှာဟိုအာယုံ6ပါးပေါ်မှာတပည့်တော်မှအရင်တော့အတိနဲ့အခုအတိတွေဘယ်လိုကွာချောက်အဲ့လိုတိပြီးနောက်ပိုင်း ခံစားမှုတွေအတိတွေအမြင်တွေဘယ်လိုပြောင်းသွားလဲ။ဟောပြောင်းသွားပါပြောင်းလဲသွားပါလေခင်ဗျာ။ဘယ်ရာမှဖြစ်ကျော်လဲမရှိတော့ပါဘူးခင်ဗျာ။အရင်တော့ဘယ်လိုဖြစ်လို့လဲ။အရင်တော့အရင်ဖြစ်ကျော်ရှိပါလေခင်ဗျာ။တပိတော့သမုတ်တရားလောက်ကိုချက်ပါလေခင်ဗျာ။လူတယောက်ကိုမြင်နေချက်ပါလေခင်ဗျာ။တရားဒေသနာဆင်ញင်လိုက်တဲ့အချိန်မှာပဲတပည့်တော်မှစိတ်ကငြိမ်ပါလေခင်ဗျာအဲ့ဒါကိုတောက်လျှောက်စင်ဆက်မပြတ်ဒီဉာဏ်ကိုရအောင်သွားမှဖြစ်မှာဆိုပြီးတော့ခါကြဒီစိတ်နဲ့အခုဆက်လက်ပြီးတော့ပွားများအားထုတ်နေပါလေခင်ဗျာ กูติပြီးတော့มาအောင်6ဘာမြဲလာရှိတော့ဘလို့နေလဲအခုအားရကွာချလာတယ်မတိဘဲနဲ့ကျင့်တယ်အခုအောင်6ဘာဟာတဘာဝလို့တိပြီးတော့ရှိတာ ਨੇ ဘလို့ကွာချမှုရှိတယ်ကွာချပါတယ်ဗျာအရင်တော့ကတပြီးတော့ဟို ကြားပဲကြားဘူးလားကြားဘူးလားဆိုရလဲတပည့်တော်တို့ဟိုအာထုတ်တဲ့ကမ္မထမ်းနေနာမှာဝင်လေထွက်လေကမ္မထမ်းနေပဲတပည့်တော်တို့ကပြီးခဲ့တာပါဗျာမသိခဲ့ပါဘူးဗျာခုကကြတော့ဒီအယုံ6ပါးမှာအတိုက်တက်အခန့်တက်အပွင့်တက်ဆိုတဲ့ဓာတ်တွေကိုလည်းတပည့်တော်မှာနားလဲပါဗျာပါဠိပတ်သက်တွေလည်းတပည့်တော်နားမလဲဘူးဗျာအခုကကြတော့မှဆရာတော်ဖျားရဲ့သွန်သင်ဆုံးမတဲ့တရားခွေတွေကိုနားကြားရင်တရားကိုနားလိုက်ခန္ဓာကိုကြည့်လိုက်သဘာဝမြင်နေရတဲ့အကြောင်းတရားတွေကိုလိုက်ပြီးတော့ကကြတော့စိတ်နဲ့ဩ ီစိတ်ကလေးကိုလိုက်ကြည့်လိုက်တိုင်းမမြဲပါလားဆိုတဲ့ ရုပ်ကလေး9000ဒီနန်းနန်းမှာနန်းကလေးသသိမ်းမှာဖြစ်တာပြက်တာပေါ်မှာမြန်လွန်းတော့ခါကြခုနတပည့်ရောလျှောက်တဲ့ထဲမှာအဲ့ဒါဒီကျန်းသွားတာဖေ။နန်းကနန်းကလေးသသိမ်းကပြက်တာဆိုတာတပည့်ရောစိတ်ထဲမှာဖြောက်တယ်လို့ထင်မိမယ်။ကျန်နေတာဖေ။ကျန်နေတော့တပည့်ရောတင်းတာဖေ။အဲ့ဒီမှာတပည့်ရောအေးအေးချမ်းချမ်းလေးနဲ့ထိုင်ပြီးတော့ခါကြတော့သူ့ကိုရှုမှတ်ပွားများမှာဒီတာကိုစင်ကျင်မိသွားတာပါဖေ။ညံမှာဆုံးတာမပဲဦးမဆွဲဦးဆိုအလဲတက်တယ်ဆိုဘာကျန်တာလဲ။ကျန်တော့ခါကြအဲ့ဒီကျန်တဲ့အားလေးကိုတပည့်ရောမှကြည့်လိုက်တော့ခါကြတော့အော်ညံမှာဆုံး းသွားမှအဲ့ကြမှာတပီရောမှာဝေဒနာလဲရော့သွားပြီးတော့တပီရောအဲ့ဒီမှတ်စိတ်နဲ့ညံလေးကိုဩသူလဲမမြဲပါလားဆိုတာလေးကိုသိသွားပြီးတော့ခါကြတော့တပီရောမှာအမတန်မှလွတ်မြောက်ပြီးတော့အေးချမ်းသွားပါတယ်ခင်ဗျာဒီမှတ်စိတ်နဲ့ပဲသွားတော့မယ်လို့စိတ်ကူးထားပါတယ်ခင်ဗျာဟုတ်ပြီအယုံချပါမှာအခုမြဲလားလို့မေးတော့မြဲတာတွေ့ရလားမမြဲတာတွေ့ရလားမမြဲတာပဲတွေ့ပါတယ်ခင်ဗျာဟုတ်ပြီအဲ့တော့မမြဲခြင်းတဲ့အယုံချပါမှာပေါ်သမျှမမြဲခြင်းသင်္ခါရတရားတွေဘယ်တော့ဆုံးပါလဲမြန်မာပဲဆုံးပါပါခင်ဗျာဘယ်ညာနဲ့ဆုံးမလဲ မက္ခဏညာနဲ့ဆုံးပါပါခင်ဗျာအဲ့လိုဆုံးမှာဆိုတော့အဲ့တော့ဒီရအယုံနာဆိုအယုံ၆ပါးပေါ်တာကြောက်စရာလိုသေးလားမလိုတော့ပါဘူးခင်ဗျာအယုံ၆ပါးပေါ်တော့ဘယ်လိုမျိုးရှုမှတ်မလဲအယုံ၆ပါးပေါ်လို့ရှင်အယုံ၆ပါးပေါ်မှာတပည့်တော်အယုံ၆ပါးပေါ်လာတိုင်းမမြဲဘူးဆိုတော့သဘောတရားတွေကိုတပည့်တော်မှသိပါပြီခင်ဗျာမမြဲတဲ့တရားတွေကဒီချိန်မှမမြဲတာလေကြည့်တဲ့ချိန်မှမမြဲတာလားမကြည့်တဲ့ချိန်မှမမြဲတာလားတပည့်တော်ကြည့်လိုက်မှမမြဲတာကိုသိတာပါခင်ဗျာဟုတ်တယ်မကြည့်တဲ့ချိန်အောင် မကြည့်တဲ့အချိန်ကြာလို့ရှင်တပီတော့တစ်ချက်ချက်လွတ်လို့မလို့တပီတော့ဒါကိုဆက်လက်ပြီးတော့ကျင့်ညာပွားများအားထုတ်နေရပါတယ်ခင်ဗျာအခုရောအခုလည်းအခုအတန်ကြားတဲ့အပေါ်မှာလည်းတပီတော့မှဒီကြားစိတ်ကလေးကမမြဲဘူးဆိုတာလေးကိုတပီတော့မှညံနေပြီးတော့နောက်ကနေပြီးတော့လိုက်ပါတယ်ခင်ဗျာอืม ဟုတ်ပြီတက်ပါဗျာအဲ့ဒါလေးပေါ့မှာအခုဓမ္မရှုတာကောင်းတယ်နော်ရှုတာမှန်တယ်ဒါပေမဲ့ဓမ္မပြန်ရှုစီခြင်းသေးတယ်ဘာဖြစ်ရောရှုမှာပါဗျာရှုစီခြင်းနော်ဘာလို့ခုနညံတို့တယ်ပေါ့နော်ဘင်္ဂဆိုတာအပြက်တို့မြင်တယ်ပေါ့တက်ပါဗျာဘရဆိုတာတော့ကြောက်တဲ့ညံတာပေါ့နော်တက်ပါဗျာမုံစိန်နုကမြရာညံဒါကတော့ဟိုပေါ့နော်ဒါမုံစိန်နုကမြရာဆိုတော့လွတ်မြောက်ချင်လာတာပေါ့နော်တက်ပါဗျာဟွန်းသာပြိသင်္ခါရညာတော့သင်္ခါရတရားတွေပြန်သိသိရအောင်ပါနော်တင်ပါဗျာမြင်တော့မြင်တယ်မဉဏ်နဲ့တော့ဥဉ္ဇဉ်တီပြောတဲ့ဉဏ်လေးနဲ့တော့လွတ်တော့လွတ်မြောက်တယ်ဒါပေမဲ့ ထပ်ပြီးတော့ဟိုကမ္မထမ်းလည်းမှန်တယ်ဟိုညင်စင်လည်းရောက်တယ်ဒါပေမဲ့ထပ်ပြီးတော့နောက်တဲ့ထပ်ပြီးတော့အထက်ညံလို့သေးတယ်နော်အဲ့တော့ထပ်ပြီးတော့ကျင့်ပူပေါင်းတယ်နော်တင်ပါဗျာတပီတော့အဲ့ဒါဒီရှောက်ချင်လို့ပါဗျာတပီတော့အဲ့တောင်းကတော်တော်ခက်ခက်ခဲခဲနဲ့စူးစားပြီးတော့ရှိတိပြီးတော့ပြန်ကျင့်မယ်နော်အဲ့တိုင်းမဲ့ရှုတာတော့အဲ့တိုင်းမဲ့ရှုရမှာနော်တင်ပါဗျာညံကြတော့ကျင့်သေးတယ်နော်တင်ပါဗျာကြည့်တဲ့ဒီဒီတိုင်းမဲ့ရှုတာတော့ဒီကမ္မထမ်းမဲ့ရှုရမှာညံကျင့်သေးတယ်နော်တင်ပါဗျာဟုတ်ပြီတင်ပါဗျာတော့တာတို့ခေါ်ပြောနော်တင်ပါသာတုသာတုသာတုပါ